တိုင်းပြည်ထဲမှာအချောင်သမားတွေကတီးခြားရှိပြီးသားအဲပစံစီတဲ့ကောင်တွေကပူဆိုးတယ်ခုနတော့ကကျွန်တော်ဝေတောက်ကားတွေဒေတာ license လေးလုတ်ပေးလိုက်ရင်ပူကောင်းတယ်လို့ပြောတော့အဲဒီမှာ license ကားကြီးစီးနေရတာနဲ့သူရဲ့ license ကားကြီးကိုရောင်းပြီးတော့မှဒေတာ license နဲ့လင်းကား3 3လေးစီးဝယ်ပြီးတော့လုတ်ပစ်လိုက်မှတော့ဘာညာခင်ဗျားတို့ဟိုအုံနောက်မမီမသုံးသက်နဲ့လို့ပါလို့ဒါမျိုးလာပြောတယ်ဗျာကျွန်တော်ဟာဒီကိစ္စကိုနောက်တက်တဲ့အစိုးရတွေမှာပဲတူတူတိတ်အကြံပြုချင်တာဗျာ။နောက်ဒါလူတိလို့ကောင်းတဲ့ကိစ္စလည်းမဟုတ်ဘူး။ ကျွန်တော်ကအဲ့လိုအချောင်သမားတွေစီမံတိလို့ကျွန်တော်သိပြီးသားဒီလိုလုပ်ရင်ဒီလိုဒီပေါ်လာမယ်ဒီလိုအချောင်သမားတွေအပြေးလွှာလှုပ်ရှားကြမှာဆိုတာသိတာဗောဒါကြောင့်မို့ကျွန်တော်အဲ့ဒီတည်းမှာတလအတွင်အချိန်ကန့်သတ်တလအတွင်မှာစည်ရင်းနေအကုန်လာလာတလာတွင်ခိုင်းဝိတောက်ကစည်ရင်းနေလာမသွင်းတဲ့ကောင်လည်းစိတ်မလေးခင်ဗျားလိုင်စင်ပြီးမဲ့လည်းမပြောဖမ်းမဲ့လည်းမပြောသိမ်းမဲ့လည်းမပြောဘာလုပ်မဲ့လည်းမပြောစည်ရင်းမဲ့တောင်းတာအဲ့ဒါမှဆိုလာမပြီးတဲ့ကောင်လည်းစိတ်မရှိရင်သူရဲ့သမတ်ကာလလွန်သွားလို့ရှိရင် ခမားဟိုသာလိုအပ်ရင်ဆယ်ရက်ပဲအချိန်ပြီးမှာပေါ့တပတ်အတွင်းအပြည့်စင်းရင်လားဟုတ်လားလမ်းမအပ်တဲ့ကိစ္စတွေနောက်ဆက်တွဲဆိုးကျိုးတွေရှိမယ်လေအဲ့တော့ခမားအပြေးလွှားဆိုင်စင်ကိုင်းရောက်ပြီးတော့ခမားအပြေးလွှားဝေတော့က70ကျီလောက်ဝယ်ပြီးတော့လာပြီးတော့ဟိုဒေတာလိုက်စင်ဖောက်ဖို့လည်းမစင်သာနဲ့အချိန်လည်းမရအောင်เนาะအဲ့ဒီမှာလမ်းမှာလည်းခမားတို့အကုန်ဖမ်းမှာနောက်ထပ်သွင်းလာတဲ့ကားတွေအကုန်လုံးပိတ်ဖမ်းမှာเนาะအဲအဲ့ဒီလိုမျိုးရှိတယ်ဟုတ်ပြီလိုင်စင်လောက်ပြီမယ် ဒေတာလိုင်စင်ဆိုကြပါဆိုတနိုင်ငံလုံးသွားလို့ရတဲ့ကားကဒီကားပဲအဲ3500တန်နေဆိုရင်ဒေတာလိုင်စင်က3300လောက်ဖြစ်မယ်အဲ350အလုံးဆုံး400လောက်တန်တာမျိုးဖြစ်သွားမှာပေါ့အရင်ဈေးနှုန်းသွားပြီးတော့ကတ်လိုက်လို့လည်းမရဘူးတနိုင်ငံလုံးပတ်လို့ရတဲ့ကား3500ဖြစ်ပြီးတော့ဒေတာတွင်လေးပဲကိုယ်ပြည်နယ်တွေသွားလို့ရတာအဲ3350 480ဖြစ်နေလို့လည်းမရအောင် ဒီလိုမျိုးပေါ့ဟုတ်လား300 350အလုံးဆုံး400ပေါ့ဗျာဒီလိုခွာတာမှာเนาะအဲ့တော့တိတ်လည်းမကွာဘူးဗျာဈေးကလည်းအရင်ကြီးကွာတာမဟုတ်ဘဲနဲ့တနိုင်ငံလုံးပတ်လို့မရတဲ့ကားကိုဒေသတွင်းလေးပဲသွားလို့ရတဲ့ကားကိုနောက်ဘသူကလိုင်စင်လုံးပါလေဘသူကဝေးတော့တွင်းပြီးတော့ဟိုဝေးတော့ကစီးရင်ထောင်တသက်လောက်ကြမဲ့ပြစ်ဒဏ်နေချရင်ဘသူကထပ်သွင်းပါလေဒီလိုတွေလောက်ပါလေခမားတို့ခမားတို့အဲ့ဒီအချောင်သမားတွေရှိတာတိတယ်အဲ့ဒီအချောင်သမားတွေကိုပဲထောင်နေထည့်နေတာကျွန်တော် နော်ဟိုဒီမစီမစီမဲနဲ့ဟိုကိုယ့်ရဲ့ဟိုကြေးလက်ဒေသတွေမှာဟုတ်လားဒါလေးတွေနဲ့ဟိုဟိုခြံထဲသွားဘာသွားဟိုမိသားစုចောင်းចောင်းပို့ဘာညာဟိုပညာရေးကျန်းမာရေးသွားနေဒီလိုအခြေခံလူတန်းသားတွေအတွက်ဘာမှမထိခိုက်စေချင်ဘူးခင်ဗျားတို့ခုနကတော့တိုင်းစင်ကားကြီးစီးပြီးတော့အချောင်းတမအချောင်းတမကျွန်တော်နာမည်တော့မထည့်ပြပါဘူးကောမမှာဝင်ဖတ်ကြည့်လိုက်တယောက်တွေ့တယ်เนาะ အဲအဲ့ဒီအချောင်သမားတွေကိုပဲကျွန်တော်ကနှိပ်ချင်တာเนาะအထောင်ထဲထဲမှာခင်ဗျားလိုင်စင်၃လေးစီတော့လုတ်လို့ရအောင်အချိန်လည်းရအောင်မဟုတ်ဘူး